ဒီခင်ခရစ်တိုရဲ့နာမကိုအမည်ပြုပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာမှမပြောခင်မှာပေါ့နော်တခြင်းအရင်နားထောင်ကြည့်ကြရအောင်我们的主耶稣，伸大着能力光芒，也能够能力解决我们。

တမမဆွေများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့အတူတကွဘုရားသခင်ရဲ့နှုတ်ခတ်တော်တရားကိုခေါ်ဝါယူဖို့ရန်ကျွန်တော်ရွေးချယ်တာတဲ့ကျမ်းပိုက်ကတော့ထွမြောအခန်းကြီး23ပတ်ငယ်16ဖြစ်ပါတယ်ဒီကျမ်းချက်ကိုအချိန်ပြုပြီးတော့ဒီနေ့ကျွန်တော်နေနဲ့မျှဝေသွားဖို့ရန်ပြင်ဆင်ထားပါတယ်ခေါင်းစဉ်ကတော့တိမ်ဖွဲနဲ့တို့ထပွဲဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ် အဲ့တော့ထမင်းအခန်းကြီး23ဖက်26မှာပဲလို့ပြောတယ်လေဆိုရင် လေလုတ်ရအတိအနံကိုတိမ့်ဆရှိသည့်ကာလတိမ့်ပွဲကို၎င်းလေလုတ်ရအတိအနံကိုတုံထားသည့်ကာလနစ်လဲတော့အခါတုံထားပွဲကို၎င်းခံရမည်ဆိုပြီးတော့ဟောပြထားတာတွေ့ရပါတယ်အဲ့တော့ဒီအကြောင်းအရာဒီဖျားရစကားပါလေဆိုရင်ဖျားတခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ထားတဲ့ကောင်းချီးမင်္ဂလာများနဲ့ကျွန်တော်တို့ရဲ့ဒီဝိညာဉ်ရေးရာ ကျိုးပန်းမှုများအပေါ်မှာဘုရားရှင်ရဲ့တုံ့ပြန်မှုများကိုပုံဆောင်ထားတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်ဒီအကြောင်းကိုကျွန်တော်တို့အာလေ့လာကြည့်တဲ့အခါမှာယနေ့ဘာတွေ့ရသလဲဆိုရင်တိမ်ပွဲရဲ့အသိပ္ပယ်ပြီးတော့တူထားပွဲရဲ့အသိပ္ပယ်နောက်တစ်ချက်ကဘာလဲဆိုရင်ဒီဓမ္မတရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဘဝမှာဘယ်လိုလိုက်ရှောက်ရမလဲဆိုတာတွေကိုဒီနေ့ကျွန်တော်တို့အတူတကွာလေ့လာခွန်အားယူသွားဖို့ကျွန်တော်ဒီမှာ တွေ့ရပါတယ် ဒါကြောင့်မို့ဒီအကြောင်းကိုကျွန်တော်တို့အတူတကွာလေ့လာခွန်အားယူကြရအောင်အဲ့တော့ပထမတစ်ချက်နေနဲ့ပါလဲဆိုရင်တိမ်ပွဲဖြစ်ပါတယ်ဒါကစ조사မှုရဲ့ရလတ်ကိုလဲဆိုလိုတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့အချက်၃ချက်နေနဲ့တွေ့ရတာရှိပါတယ်အဲ့တော့လေလုတ်ချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဂျိုးပန်းအာထုံမှုဖြစ်ပါတယ်ပြီးတော့ဒီအာရိတ်တိန်ချင်းပေါ့နော်အဲ့ဒါကအချိန်ကာလနဲ့သက်ဆိုင်တာဖြစ်ပါတယ်ပြီးတော့နောက်ချက်ကပါလဲဆိုရင်တိမ်ပွဲဒါ ရိတ်သိမ်းခြင်းပွဲတော်ကဒါကပါလေဆိုရင်ဝါမြောက်ခြင်းနဲ့တက်ဆိုင်တာဖြစ်ပါတယ်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒါကိုတစ်ချက်စဉ်းစားပြန်ပြီးတော့အာလေးလာခွန်အားယူကြရအောင်အဲ့တော့ဒီဒီမှာလေလုတ်ခြင်းဒါကရင်းနဲ့ကျွန်တော်တို့ကြိုးစားအားထုတ်မှုလိုအပ်တယ်ဆိုတော့ကျွန်တော်တွေးရပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီလိုလှုပ်ဆောင်တဲ့အရာတိုင်းမှာနည်းချိုးပန်းမှုကြိုးစားအားထုတ်မှုဆိုတာတို့အနေနဲ့အကြောင်းလေမျိုးစစ်ချရမှာဖြစ်ပါတယ် ပြီးတော့ရေလောင်းရမှာဖြစ်ပါတယ်ပြုစုပြုထောင်ရမှာဖြစ်ပါတယ်လုပ်ငန်းဆင်တွေအများကြီးဒါတွေကိုကျွန်တော်တို့ကအာဂျိုးပန်းအားထုတ်မှုလုံးဝဒါလင်ဒီနေ့အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ယနေ့ကျွန်တော်လေလုတ်ချင်းဆိုတော့ဘာကိုပုံစံနေတာလဲဆိုရင်ねအာကျွန်တော်တို့ရဲ့အတ္တတာမှာတကယ်လှုပ်ဆောင်ရမယ်ဆိုတဲ့အကြောင်းကိုယနေ့ပုံဖော်ထားပြတာဖြစ်ပါတယ်ယနေ့တော်ယနေ့ကျွန်တော်အတ္တတာထဲမှာလက်တွေ့အာလိုက်လျှောက်မှတာလင် ကျိုးစားအားထုတ်မှုရှိမှတာလေအဲ့ဒီရဲ့အကျိုးရလက်ကိုကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေးရပါတယ်အဲ့တော့အဲ့ဒီနည်းတူပဲကျွန်တော်တို့ဝိညာဉ်ရေးရမှာလဲတိုကေတိုပဲပါလေကျိုးစားအားထုတ်မှုလိုအပ်ပါလေဆိုတဲ့အကြောင်းကျွန်တော်တို့နားလည်ရပါတယ်အဲ့ကြောင့်မို့ဒီဂလာတိခန်းကြီး6ပတ်ငယ်9ရက်ထဲမှာဘယ်လိုပြောလဲလဲဆိုရင်အလွဲမယူကြနဲ့ဖျားရခင်ဒီမထီမြင့်မြင်ပြုခြင်းကိုခံတော်မမူလူဒီမျိုးစစ်ခြေဒီအတိုင်းအတိအနံကိုရေးရလိမ့်မည်ဆိုပြီးတော့ဖော်ပြထားတာကျွန်တော်ရှိပါတယ် အဲ့တော့ယနေ့ကျွန်တော်ကနော်ဂျိုးပန်းအားထုတ်မှုမရှိဘဲနဲ့ကျွန်တော်တို့ရဲ့အချိုးရလက်ကလည်းမျောလင့်စရာအကြောင်းမရှိဖြစ်ပါလေအဲ့တော့ယနေ့ကျွန်တော်တို့ကအလွဲမြူကြပါနဲ့တဲ့ဖရာသခင်ရဲ့တတ်နိုင်မှုကိုကျွန်တော်တို့ပါလေမထီမြင့်မြင်မပြုတ်မိဖို့ရန်လည်းအရေးကြီးပါတယ်ကျွန်တော်တို့ခါလေးကိုလှုပ်ဆောင်နိုင်မှုကိုချိုးပန်းနိုင်မှုကျွန်တော်တို့ရဲ့လှုပ်အားကိုယနေ့အားကိုးမိတဲ့အခါမှာဖရာကိုမထီမြင့်မြင်ဆော်ကားလာတတ်ကြပါလေဒီလိုမဖြစ်ဖို့ရန်အင်မတန်မှအရေးကြီးပါတယ်။ဘာကြောင့်လဲ ဒီနေ့ထိုကဲ့သို့လှုပ်ဆောင်တော့သူဟာလည်းမချီမြင့်မြင်ပြုတော့သူဟာလည်းမချီမြင့်မြင်ပြုတဲ့အတိုင်းအချိုးပြစ်ကိုခံစားရမယ်။ဘာကြောင့်လဲလူဒီမျိုးစစ်ခြေတဲ့အတိုင်းအတိအနံကိုရေးရလိမ့်မယ်လို့ဖော်ပြထားတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့အတ္တထဲမှာဒီနေ့အာဒီလိုကျေးဇူးတော်ချင်းမွန်ရကာလမှာဒီနေ့ကျွန်တော်တို့ဘယ်လိုလှုပ်ဆောင်ခဲ့လဲဆိုတဲ့အာရလက်ကိုပြန်လဲဖော်ထုတ်ရတော့အချိန်ကာလဖြစ်ပါလေ။ပြန်လဲပြီးတော့ဖျားလက်ခင်ကိုကျေးဇူးတင်အာ ဂုံတော်ချီးမွမ်းရတော့အချိန်ဂျေဆုတော်ချီးမွမ်းခြင်းရစ်ကိုပူဇော်ရတော့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ဖျားသခင်ပေးထားတဲ့အတိုင်းပြန်လည်ပြီးတော့ရိတ်သိမ်းကြရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလှုပ်ဆောင်ထားသလဲဖျားသခင်ကဘယ်လောက်ထိကျွန်တော်အားကိုးထားသလဲဆိုတဲ့အပေါ်မှာလည်းမူတည်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့ရဲ့လှုပ်လှုပ်နိုင်စွမ်းနဲ့အားလုံးကိုဖျားသခင်ကကျွန်တော်တို့ကိုပေးထားပြီးသားပါသာကိုရည်နဲ့ကျွန်တော်ကအတုံးပြုတ်ဖို့ရန်ဖြစ်ပါတယ်အတုံးချဖို့ရန်ဖြစ်တယ်ဆိုတော့နားလေရတယ်အဲ့တော့ဒီမှာ နိကောခန်းကြီးကိုပိုက်ငယ်6ထဲမှာဒီလိုပြောပါတယ်အနေငယ်တော့မျိုးစစ်ကိုကျေတော်သူဒီစပါအနေငယ်ကိုဒါရိပ်ရမည်များစွာကျေတော်သူဒီများစွာရိပ်ရမည်ဟုမှတ်ကြလောအဲ့တော့ယနေ့ကျွန်တော်တို့เนาะလေလုတ်ချင်းဆိုတာကကျိုးစားအာထုံမှုချိုးပန်းအာထုံမှုကိုဆလိုတာဖြစ်တယ်ဆိုတဲ့အတိုင်းယနေ့ကျွန်တော်တို့ကနည်းနည်းလေးဒါလုတ်ထားတယ်ဆိုရင်နည်းနည်းလေးပဲခံစားရမှာဖြစ်ပါလေအဲ့တော့နည်းနည်းလေးဒါကျွန်တော်တို့ဘုရားသခင်ကိုပြန်လဲပြီးတော့ ယေရှုတုံ့ပြန်နိုင်မှာဖြစ်ပါလေ။အဲ့တော့ဖျားရှိမှနေတွေများတွေတော့မရှိပါဘူး။ဒါကဘာကိုအဓိကဖျားခင်ကတည်စေချင်တာလဲဆိုရင်ကျွန်တော်အတ္တတဲမှာတာ၍ကောင်းချီးမင်္ဂလာမင်္ဂလာများကိုများများရရှိခံစားစေချင်တဲ့အတွက်ကြောင့်မဖြစ်ပါလေ။အဲ့တော့ယနေ့ကျွန်တော်တို့အနေနဲ့လဲလှုပ်ဆောင်တဲ့အရာပေါ်မှာကျွန်တော်တို့ကအာမြန်မြန်လှုပ်ဆောင်တတ်ဖို့ရန်အင်မတန်မှအရေးကြီးပါလေ။ကြိုးစားအားထုတ်မှုလည်းမြန်မြန်လုပ်ဖို့ရန်ဖြစ်ပါလေ။ အဲ့တော့ဖျားလိခင်ရကျုပ်အရောက်စီတိုင်းကိုမျိုးစစ်ပြပြတာဖြစ်ပါလေအဲ့တော့လူဒီမျိုးစစ်ခြေဒီအတိုင်းဒီနေ့ကျောတို့ကဖျားပေးတဲ့ထဲကနေကျောတို့ဘလောက်ပြောင်းလဲပြီးတော့မျိုးစစ်ဆိုင်ပြိုထားကြလေပြီးတော့ကျောတို့ဘလောက်ထိဒီမျိုးစစ်ရှင်သန်လာဖို့ရလိုအပ်တဲ့အမိဥစားရေလောင်းချင်းဆိုတဲ့အရာဘလောက်ထိကျောတို့လှုပ်ဆောင်မှုရှိကြလေဘလောက်ထိကျောတို့ဒါကိုပြုစုဆောင်ရှောက်ခဲ့ကြလေဆိုတဲ့အပေါ်မှာလေအများကြီးမူတည်နေပါလေဘာကြောင့်လဲ ဘုရားသခင်ကယနေ့အာရှင်တန်စီတို့သူဖြစ်ပါလေလို့ကျွန်တော်တို့တွေးရပါတယ်ဒါကြောင့်ဝင်ရင်ကျွန်တော်တို့အာလှုပ်ဆောင်ရမှာကျွန်တော်တို့တာဝန်ဖြစ်ပါလေဒီနေ့ကြီးထွားစီမှာကဘုရားသခင် ဖြစ်ပါလေဆိုတဲ့အကြောင်းကျွန်တော်တို့ဒီမှာနားလေရတယ်အကြောင်းမို့ဒီမှာကျွန်တော်တို့ကဘုရားသခင်ရဲ့နိုင်ငံတော်အတွက်မြေမြဘလော့ ကြိုးစားအားထုတ်မှုရှိနေတယ်လေဆိုတာလေဒီနေ့ဆိုပြန်လဲစဉ်းစားပြန်ဖြစ်ပါလေဒီခါလေးကျွန်တော်တို့လှုပ်ဆောင်တဲ့အခါတိုင်းမှာယနေ့ကျွန်တော်တို့ကဘာလဲဆိုရင်မိမိအတွက်သာစဉ်းစားတတ်ကြတယ်အဲ့တော့ရရှိလာတဲ့အခါမှာလေနဲ့ဖရားရှိစုတော်ကိုမေးတတ်ကြတာဖြစ်ပါလေအဲ့တော့ဒီနေ့ကျွန်တော်တို့လှုပ်ဆောင်တဲ့အရာတိုင်းပေါ်မှာဘုရားသခင်ကအကျိုးအမြတ်ကိုကျွန်တော်ရရှိခံစားစေပါလေအဲ့တော့ဒီလိုအချိန်ခါမျိုးမှာယနေ့ကျွန်တော်တို့ ဘလောက်ထိဘုရားသခင်စီမှာပြန်လဲပြီးတော့ခြေဆုတုံ့ပြန်နိုင်မလဲဆိုတော့ယနေ့ကျွန်တော်လှုပ်ဆောင်ခဲ့တဲ့အပေါ်မှာမူတည်နေတယ်ဆိုတော့ကျွန်တော်တို့နားလေရပါတယ်ပြီးတော့နောက်တစ်ချက်ကပါလဲဆိုရင်တင်းချင်းတင်းချင်းဆိုတာကဒီအချိန်ကာလတတ်မှတ်ထားတဲ့အချိန်တစ်ခုဖြတ်ပါတယ်အဲ့တော့တင်းဒီတင်းဆေးဖို့ရအချိန်ကာလယနေ့တတ်မှတ်ထားပြီးတာ ဖြစ်တယ်အဲ့တော့ဆိုလိုတာကဘုရားသခင်ရဲ့အချိန်စရာရှိပါတယ်ဒါတွေကပြည့်စုံလာမယ်ဆိုတော့ကိုယနေ့ရင်ညွှန်းနေတာဖြစ်ပါတယ်ဒါကြောင့်ယနေ့ကျွန်တော်တို့နော် အဲကြိုးစားပြီးတော့လှုပ်ဆောင်ခဲ့တဲ့ဟိုမှာကျွန်တော်တို့ကအချိန်ကိုလည်းဆောင်ယူပို့ရအင်မတန်မှအရေးကြီးပါလေကျွန်တော်တို့ကအခုရေတွင်သူအခုရေချီတောက်လို့မရပါဘူးအဲ့တော့ကျွန်တော်တို့ကအာဒီကြိုးစားအားထုတ်မှုမျိုးစစ်ခြေတဲ့အချိန်ခြေမယ်ပြီးတော့အာရေလောင်းတဲ့အချိန်ရေလောင်းမယ်ပြုစုဆောင်ရှောက်တဲ့အချိန်မှာပြုစုမယ်ပြီးတော့ကျွန်တော်တို့ကဒါကိုအချိန်တစ်ခုအနေနဲ့ စောင့်နေဖို့ရဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာကောင်းကောင်းမွန်နားလေရပါတယ်ဒါဆိုမို့ဒီလိုလုပ်တဲ့အခါမှတာရင်ရိတ်တင်းချင်းဆိုတဲ့အချိန်ကာလတစ်ခုကိုရောက်ရှိလာမှာဖြစ်ပါလိမ့်အဲ့တော့ဒီလိုရိတ်တင်းချင်းအချိန်ဆိုလို့မရောက်ရှိတဲ့အချိန်မှာကျွန်တော်ဘယ်လောက်ထိပေးဆက်ခဲ့တယ်လဲအဲ့တော့ဆာလံနံပါတ်126ငားထဲမှာဒီလိုပြောပါတယ်မြင့်ရဲ့ကြလျက်မျိုးစစ်ခြေတို့သူတို့ဒီရွှင်လန်းလျက်စပါရိတ်ကြလိမ့်မည်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရတယ် အဲ့တော့ကျွန်တော်တို့ကလေလုတ်တယ်ဆိုတော့ဂျိုးပန်အာထုံတို့အတဲ့ကျွန်တော်ရဲ့ခွန်အားညာနာအားလုံးစိုက်ထုတ်ရတယ်အင်မတန်မှပြင်ပန်းပါလေကျွန်တော်တို့မြေရကြလက်မျိုးစစ်ကြီးတို့အင်မတန်မှခက်ခဲပါလေဘာလို့ကျွန်တော်မြေရကြတိတိတန်လှုပ်ဆောင်ခဲ့တယ်ကျွန်တော်တို့အာချွေးကနဖူးကနဲ့ခြေမအချတိတိုင်လှုပ်ဆောင်တဲ့အခါမှာဒီနေ့ကျွန်တော်တို့ဒီအချိုးကိုရရှိခံစားမယ်ဆိုတော့ဒီအဲကျန်းကကျွန်တော်တို့ကိုအတိပေးနေပါလေ ရှင်လန်းစွာစပားကိုရိတ်ကြလိမ့်မယ်အဲ့တော့ယနေ့ကျော်တို့ဂျိုပန်ခေတ္တမြအရှိတဖြစ်စေမှာမဟုတ်ဘူးအဲ့ဒီအကျိုးကိုရရှိစေမှာဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတယ်ပြီးတော့တိမ်ပွဲယနေ့ရိတ်တိမ်ပွဲဒါကဘာကိုကိုစားပြုနေလေဆိုရင်ねဝမ်းမြောက်ခြင်းကိုကိုစားပြုတယ်ဆိုလိုနေတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ဒါကြောင့်မို့ဒီရိတ်တိမ်ပွဲဟာဂျိုးစားမှုရဲ့ဝမ်းမြောက်ဖွယ်ရာရလာဖြစ်ပါလေဆိုတာကျွန်တော်ဒီမှာအာတွေ့ရပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့ ဒီရိတ်သိမ်းပွဲဟာဘလောက်ထိတောင်မှဝမ်းမြောက်ဆဲကောင်းတယ်လေရရှိလာတဲ့အရာတွေကိုကျွန်တော်မြင်တွေ့တဲ့အခါမှာတကယ်ပဲဝမ်းမြောက်ပျော်ရွှင်ရပါလေဒါယနေ့ကျွန်တော်ခန္ဓာကိုယ်အတွက်ပဲကျွန်တော်တို့ယနေ့စဉ်းစားမယ်ဆိုရင်တော့စဉ်းစားလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဝိညာဉ်ပိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့ကယနေ့ဘလောက်ထိကျွန်တော်တို့ယဉ်နေမြုပ်နာမှုလောက်ထားပြီးပြီလေဘလောက်ထိအဝင်ကလေးမျိုးစိတ်တွေကိုကျွန်တော်စိုက်ပြုပြီးပြီလေဒီအရာတွေကယနေ့ကျွန်တော်ပြန်လည်ပြီးတော့ဆင်ခြင်ဖို့ရံဖြစ်ပါလေ ဒီနေ့ဝိညာဉ်ရေးရာမှာအတိတိလာဖို့ရန်တွေ့လေခြင်းနဲ့ကျွန်တော်စိုက်ပျိုးတတ်ဖို့ရန်လည်းအင်မတန်မှအရေးကြီးပါလေဆိုတော့ကျွန်တော်ဒီမှာမြင်တွေ့ရပါတယ်။ဘာကြောင့်လဲကျွန်တော်တို့လောကအရာတွေကိုရိတ်တင်းချင်းအဖြစ်ဝမ်းမြောက်ဖွယ်ကိုခံစားရတယ်။ဒါကအာလောကနဲ့ဆိုင်တော့အရာဖြစ်နေပါသေးတယ်။ဒါပေမဲ့တမလွန်နဲ့ဆိုင်တဲ့အရာဝိညာဉ်ရေးရာနဲ့တဆိုင်တော့အရာဒီနေ့ဝိညာဉ်အတိပွင့်ခြင်းကဘလော့အထိတောင်မှဝမ်းမြောက်ဖွယ်ရာဖြစ်တယ်လေဆိုတာကျွန်တော်တို့ဒီဝိညာဉ်ရိတ်တင်းလို့တူတိုင်းခံစား ရတော့အရာဖြစ်တယ်တိတိရတော့အရာလည်းဖြစ်ပါတယ်အဲ့တော့ဒါကဒီနေ့ဝိညာဉ်များကိုရိတ်သိမ်းတဲ့သူတွေကပို့ပြီးတော့နားလေပါတယ်အဲ့တော့ဒီနေ့ကျွန်တော်နေနဲ့အာလောကမှာနေတဲ့ခါမှာကျွန်တော်ရဲ့ခန္ဓာကိုအတ္တတာဒီနေ့ရိုးစားအာထုံမှုပြုရမှာမဟုတ်ပါဘူးဒီနေ့ကျွန်တော်တို့ဖရာသခင်ကကျွန်တော်တို့ကိုကောင်းချီးမင်္ဂလာတွေမြောက်များစွာပေးထားတယ်ဒီ hari ထဲကနေဒီနေ့ကျွန်တော်တို့ကဝိညာဉ်ရေးရာကိုလည်းဆက်လက်ပြီးတော့ကျွန်တော်တို့ကစဉ်းစားဖို့ရန်ဖြစ်ပါတယ် အဲ့တော့ဝိညာဉ်ရေးရာရေးတိမ့်နိုင်ဖို့အတွက်လည်းဝိညာဉ်ရေးရာနဲ့တက်ဆိုင်တဲ့မျိုးစေ့တွေကိုယနေ့ကျတော့စိုက်ပြိုးနေဖို့ရအင်မတန်မှရည်ကြီးတယ်ဆိုတော့ကျွန်တော်နားလည်ရတယ်အဲ့တော့ရှင်ယောအခန်းကြီးလေးပိုက်ငယ်36မှာဘယ်လိုဖော်ပြထားတယ်လဲဆိုရင်စဘာကြီးတို့တူဒီအခကိုခံရ၍သာရအသက်ရှင်ခြင်းအလုံးကအတိအနံကိုဆုတိမ်၏တို့ဖြစ်ရင်တဲ့ပြိုးကျေတို့တူနဲ့စဘာကြီးတို့တူဒီအတူဝမ်းမြောက်ကြလိမ့်မည်ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့တော့ယနေ့ကျွန်တော်တို့က ဒီစပားကြီးတော့တူရတဲ့အခကိုခံရတယ်ဘာအခလေသာဝရအသက်ရှင်ခြင်းအလုံးငါနဲ့အတင်းငံကိုစုတင်ကြတယ်ဒီနေ့ကျွန်တော်တို့အတ္တတဲမှာဖျားရခင်ကောင်းချီးမင်္ဂလာတွေမြောက်များဆိုတာပြည့်ဒီရထဲကျွန်တော်တို့ပြန်လည်ပြီးတော့ခံစားရတယ်ဒီအရာတွေအားလုံးဝင်တဲ့ကျွန်တော်အထူးတစ်ဖြစ်ကတော့သာဝရအသက်ရှင်ခြင်းနဲ့တက်ဆိုင်တော့အရာကိုဒီနေ့ကျွန်တော်တို့စုတင်နေတယ်ဆိုတော့ကိုလည်းနားလည်ဖို့ရဒီနေ့ကျွန်တော်မြန်တက်ဖို့ရအင်မတန်မှအရေးကြီးပါတယ် ။အဲကြောင့်လေယနေ့သူဖြစ်လင်းနဲ့ပြိုးချေရတူနဲ့စပါးရတူတာအတူတကွဝမ်းမြောက်ကြလိမ့်မယ်။ယနေ့ကျွန်တော်တို့အာငါကစိုက်ပဲစိုက်ပြိုးရတယ်ဆိုပြီးတော့အော်အဲ့လိုမထင်မှတ်ဖို့ရန်လဲအရေးကြီးပါလေ။အဲ့တော့ကျွန်တော်စိုက်ပြိုးရတူလက်စိုက်ပြိုးမယ်။ပြီးတော့ရိတ်သိမ်းတဲ့ခါလဲအတူရိတ်သိမ်းမယ်အတူဝမ်းမြောက်ကြမယ်။ဆိုတဲ့အကြောင်းเนาะဒီမှာကျွန်တော်နှုတ်ကပတ်တော်ကခွန်အားပေးထားပါလေ။အကြောင်းမို့ယနေ့ကျွန်တော်ဒီမှာ ရိတ်သိမ်းပွဲနဲ့ပတ်သက်ပြီးတော့ဂျိုးစာအာထုံမှုဟာအင်မတန်မှဝမ်းမြောက်ဖွယ်ရာဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုတွေ့ရတယ်အဲ့ဒီအထက်မှာကျွန်တော်တို့ကဘာလဲဆိုရင်အာလေလုတ်ချင်းမှာဂျိုးစာအာထုံရမယ်ကျွန်တော်တို့ရဲ့ညာနာအာခွန်အားတွေအားလုံးစိုက်ထုတ်တဲ့အခါမှာယနေ့ပါလေဆိုရင်အဲ့ဒီအကျိုးကျေးဇူးတားယနေ့ကျွန်တော်တို့ဒီလောကအတွက်မှာလဲခံစားရတကယ်လို့ဝိညာဉ်ပိုင်းဆိုင်ရာမှာလဲကျွန်တော်တို့ခံစားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဒီအရာတွေအားလုံးကယနေ့ကျွန်တော်တို့က အထင်မှမားဖို့ရန်အလွဲမယူမိဖို့ပြန်အိမ်မတားမှအရေးကြီးပါတယ်။အကြောင်းလဲဖျားရခင်ကိုယ်တိုင်ကပြောပြတာဖြစ်ပါတယ်။ရေဒီစိုက်ပြိုးတော့သူကစိုက်ပြိုးတဲ့အတိုင်းခံစားရမယ်။အဲ့ဒီအခါမှာအနေငယ်ချေတော့သူကအနေငယ်ပဲရမယ်။များများချေတော့သူကများများရမယ်။အဲ့လိုကျွန်တော်တို့စိုက်ပြိုးထားတဲ့အခါမှာရိတ်သိမ်းခြင်းဆိုတဲ့ကာလတစ်ခုကိုကျွန်တော်တို့ပြန်လည်ပြီးတော့ကြုံတွေ့ရမှာဖြစ်ပါလေ။ဒါကရင်းနဲ့အချိန်ကာလတစ်ခုကိုကျွန်တော်တို့စောင့်နေဖို့ရံဖြစ်ပါလေ။ဒါကဖျားပြင်ဆင်ပေးမဲ့အချိန် ဖြစ်ပါတယ်ဆိုတော့ကိုကျွန်တော်နားလည်ရတာဒါကြောင့်မို့အဲ့လိုအချိန်ကိုဆောက်လာတဲ့အခါမှာရိတ်သိမ်းပွဲဆိုတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ကြုံတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီအခါမှာဝမ်းမြောက်စွာနဲ့ရိတ်သိမ်းရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုလှုပ်ဆောင်ခဲ့တဲ့အရာမှာဝမ်းနည်းစွာနဲ့ဟိုဟိုနာကျင်စွာနဲ့တကယ်ပဲခက်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 နဲ့စိုက်ပျိုးခဲ့တယ်မြေရကြခဲ့ရတော့ညာလေးရိတ်သိမ်းပွဲရောက်လာတဲ့အခါမှာဝမ်းမြောက်ရှင်ခွင့်ကိုရကြမှာဖြစ်ပါတယ် အဲ့တော့ဒီဝမ်းမြောက်ခြင်းကလည်းကျွန်တော်တို့တယောက်တည်းပဲဝမ်းမြောက်ခြင်းကိုခံစားရမှာမဟုတ်ပါဘူးကျွန်တော်တို့ ਨੇ တက်ဆိုင်တဲ့သူများအားလုံးကလည်းအဲ့ဒီအကျိုးဟိုပြန်လည်ပြီးတော့မျှဝေခံစားရမယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ပြီးတော့နောက်တစ်ချက်နံပါတ်၁ကတော့တူထပွဲဖြစ်ပါတယ်တူထပွဲကရင်းနဲ့အတူတကွခံစားခြင်းကိုရင်းနဲ့အာပုံဆောင်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာရှိတဲ့အခါမှာလေလုံရအတိအနံကိုတူထတိကာလာ ်နစ်လဲတော့အခါတူထားပွဲကိုခံရမည်လို့ဆိုထားတာတွေ့ရပါတယ်ဒါကပို့ပြီးတော့ net ဆိုင်တဲ့အတိုင်းဝိုင်းရဲ့ဒီကောင်းကျိုးကိုရင်ယွန်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုနော်တူထားရတယ်ဆိုတာကယနေ့ကျွန်တော်မိမိအတွက်တောင်မဟုတ်ဘူးကျွန်တော်လည်းသက်ဆိုင်လို့သူများအတွက်ပါပါလဲဆိုရင်ဟိုအဲ့ဒီကောင်းကြီးကိုသူတို့ကမျှဝေခံစားဖို့ရန်ဖြစ်တယ်ဆိုတာကျွန်တော်နားလည်ထားဖို့ရတယ်အင်မတန်မှအရေးကြီးပါတယ်ဒီထဲမှာအာတူထားခြင်းဆိုတော့ကအတူတကွ ိန်စေခြင်းလဲဆိုလိုတာဖြစ်ပါလေဒီမှာရိတ်တင်းပြည့်တဲ့အတင်းအကျပ်များကိုတူထက်ခြင်းရတဲ့အတူတကွတိန်စေခြင်းပြီးတော့ကာကွယ်ခြင်းနဲ့အတူတကွမျှဝေခံစားဖို့ရန်ပြင်ဆင်ထားခြင်းကိုဆိုလိုတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါတယ်အဲ့တော့ယနေ့ကျွန်တော်တူထားတယ်ဆိုတဲ့အခါမှာလေယနေ့အာကျွန်တော်အတွက်တောင်မဟုတ်ပဲနေဒီနေ့တူတဲ့သက်ဆိုင်တော်သူများအတွက်ပါဖြစ်စေရမယ်ဆိုတဲ့ဆန္ဒ ဒီစိတ်တဘောထားကိုလည်းကျွန်တော်ထားဖို့ရန်အရေးကြီးပါတယ်ဘုရားသခင်လည်းထိုကိတော့ဖြစ်စေရှင်တာဖြစ်ပါတယ်အဲ့တော့တမန်တော်ခန်းကြီးနဲ့ပိုင်ငယ်54ကနဲ့55မှာကျွန်တော်ဖတ်ကြည့်တဲ့အခါမှာယုံကြည်တော်သူအပေါင်းတို့ဟာအတူတကွနေကြပြီးတော့ပါလေဥစ္စာပစ္စည်းတို့ကိုရောင်းပြီးတော့မျှဝေကြတယ်အတူတူဆိုလိုတာကယနေ့ကျွန်တော်တို့ယေရှုတော်ချီးမွမ်းရကာလဤနဲ့ဗိမာန်တို့သွားပြီးတော့ကျွန်တော်တို့ခံစားရတဲ့ကောင်းကြီးများကိုကျွန်တော်တို့ဟိုဘုရားသခင်စီမှာ ပူဇော်ကြတယ်ဆက်ကပ်ကြတယ်ဒီအရာတွေပေးကမ်းခြင်းအရာအမှုရအားလုံးကယနေ့ကျွန်တော်အတူတကွမျှဝေခံစားဖို့ရန်ဖြစ်တယ်ဆိုတော့နားလေရပါတယ်အဲ့တော့ကျွန်တော်ကနဦးအတင်းတော်မှာရှိတဲ့အတင်းတို့တင်းသားတွေဟာယနေ့သူတို့ဟာဒီလိုမျှဝေစားတော့ခြင်းအရာအားလုံးကယနေ့ဘလောက်ထိတောင်မှဟာဟိုအကျိုးတရားမှုရှိစေတယ်လေဆိုရင်ဝิญဉ်ပိုင်းဆိုင်ရာကိုပါစီလုံးချင်းကိုအာတက်ရောက်စေအဲ့တော့ဒီအမှုအရာလှုပ်ခြင်းဟာယနေ့ကျွန်တော်က အတင်းတော်မှာလည်းညီညွတ်မှုကိုပေါ်ပြနေတာဖြစ်တယ်ဆိုကျွန်တော်တို့နားလည်ရပါတယ်။အဲကြောင့်မို့ဒီမှာကျွန်တော်တို့အာတူထချင်းကိုအတူတကွအာလောက်ကြမယ်၊စုတိန်ကြမယ်၊စူးစီးကြမယ်ဆိုရင်ဒီနေ့ကျွန်တော်ဘုရားရဲ့ဘုန်းတော်ထင်ရှားရှားဖြစ်လာမှာဖြစ်တယ်ဆိုကျွန်တော်နားလည်ရပါတယ်။အဲ့ဒီအခါမှာကျွန်တော်ဒီမှာထောက်ပေါ်ပြထားရပါလဲဆိုရင်နစ်လေတော့အခါဆိုပြီးတော့ပေါ်ပြထားရတွေးရပါတယ်။ဒါကဘုရားသခင်ရဲ့တတ်မှတ်ထားတဲ့အချိန်တစ်ခုကိုဆွလို့တာဖြစ်ပါတယ်။အဲ့တော့နစ်လေတော့အခါ ဒီနေ့ကျတော့တစ်နှစ်တစ်ချိန်စိုက်ပျိုးကြတဲ့ရရှိတဲ့ကောင်းချီးမင်္ဂလာများကိုရှိတင်ကြတယ်ဆုတင်ကြတယ်အဲ့တော့နှစ်တစ်နှစ်ပြန်လဲဆလို့မဲ့အခါမှာကျွန်တော်တို့ဘာလုပ်ဖို့ရလို့ရလဲဆိုရင်ဒီယေရှုတော်ချီးမွမ်းဖို့ရန်ဖြစ်ပါလေဒါကဘာလဲဆိုရင်ဖရာသခင်ရဲ့ယေရှုပြုခြင်းကပြည့်စုံခြင်းအချိန်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အာနားလေဖို့ရန်ဖရာသခင်အလိုတော်ရှိတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီဟာကဖရာသခင်ရဲ့ယေရှုတော်ကိုအပြည့်အဝ ခံစားရခြင်းကိုဆူလိုနေတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အရောက်ဆင်းပြန်နေပြီးတော့အာတိရှိဖို့ရန်မတ်တာဖို့ရန်ဖြစ်တယ်ဆိုတော့နားလေရပါတယ်ဘုပ္ပိယခန်းကြီး25ပိုင်းရလေးထဲမှာသတ္တမနှစ်မှာပြန်လဲဝင်စားခြင်းနှစ်ဆိုတဲ့အယူအဆနဲ့ဆင်တူနေတာဖြစ်ပါတယ်အဲ့ဒါကဘုရားခင်ရဲ့နိုင်ငံတော်ပြည့်စုံခြင်းအချိန်ကိုညွှန်းဆိုနိုင်တဲ့တကယ်လို့ပေါ့နော်အဲဒီကျွန်တော်တို့ရဲ့ဘဝအခက်အခဲများကြားမှာယေရှုတော်ရဲ့ကံတော်အစီအစဉ်များကို မြင်းဆိုနေတာလည်းဖြစ်ပါတယ်အဲ့တော့ယနေ့ချို့တို့ဒီလိုနော်နှစ်လေတော့အခါတနစ်တနစ်ပြန်လဲဝင်ရောက်လာတဲ့အခါမှာဖယားတခင်ရဲ့ခြေစူးပြုခြင်းဟာပြည့်စုံနေဆိုတာကိုယနေ့ဖော်ပြနေတာဖြစ်တယ်ဆိုတာနားလည်ရပါတယ်ပြီးတော့ပါလေဆိုရင်တူထားပွဲလို့ကျွန်တော်တွေးရပါတယ်ဒါကအတူတကွဝမ်းမြောက်ခြင်းကိုဆိုလိုနေတာဖြစ်ပါတယ်အဲ့တော့တူထပ်ပွဲဟာအတူတကောဝမ်းမြောက်ခြင်း၊ကျေးဇူးတင်ခြင်းနဲ့မျှဝေခြင်းဘွေတော်ဖြစ်ပါလေ။အဲ့တော့ယနေ့ကျွန်တော်တို့ ဒီလိုအချိန်ခါမျိုးမှာဗာလဲဆိုရင် ကျွန်တော်တို့ရရှိခဲ့တဲ့ကောင်းချီးမင်္ဂလာများကျွန်တော်တို့လေယာဉ်တွေထဲကနေကောက်ပေးတင်းနံများကိုဗိမာန်တော်ကိုယူဆောင်လာကြပါလေဒီဟာရင်းနဲ့ကျွန်တော်အတူတူကမြအဝယ်ခံစားဖို့ရန်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါတယ်အဲ့ဒီအဲမှာကျွန်တော်တို့ကဒီအာဗိမာန်တော်ကိုယူဆောင်လာတဲ့ဒီကောက်ပေးတင်းနံတွေစားတုံးရမယ့်သူဟိုစာစာထဲမှာဖော်ပြထားတာရှိပါတယ်အဲ့တော့ဒီအရာတွေကိုကျွန်တော်ဖတ်ကြည့်တဲ့အခါမှာ ဒီအာသူတစ်ဖြစ်ကတော့ဒီရေပရောဟိတ်တွေပေါ့နော်အမှုတော်ဆောင်တွေစာတုံးလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီအေဒီအကန်တူတွေရေပရောဟိတ်တွေပေါ့အာရှားပြီကလာတဲ့သူတွေသူတို့ကိုလည်းမျှဝေလို့ရတယ်ပြီးတော့ကျွန်တော်တို့နောက်တစုကတော့ဒီမရှိစင်ရဲသားတွေမုတ်ဆိုးမတွေအာသူတို့တွေကိုလည်းကျွန်တော်တို့မျှဝေပေးလို့ရတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီຢာတွေကအိမ်ကိုယူတော့လို့မရဘူးတဲ့သူတို့နေနဲ့အဲ့ဒီမှာပဲ အားလုံးအာဟာလေစုပေါင်းပြီးတော့စာတုံးကြရမှာဖြစ်တယ်ဆိုကျွန်တော်နားလေရပါတယ်အဲ့တော့ဒီမှာဘယ်လိုဖော်ပြထားလဲဆိုရင်တရားဟောကြားခန်းကြီး14ပိုင်ငယ်22ကနေ23မှာဒေယာနဲ့တနစ်တနစ်တွင်တိရတော့အတိအနစေဖို့တပုကိုအမှန်ခွဲထားရမည်တင်တို့ဤဖျားရခင်သာရဖျားဒီနာမတော်ကိုတည်စေဖို့ရန်ရွေးကောက်တော်မူသောအရ၌စပါးစပီးစီမအစ၍တိုးနွား တိုးနွားတွင်အူပွားတော်တားငယ်စေဖို့တပို့ကိုရှေ့တော်မှာစားကြရမည်ထိုတို့ပြုလင်တင်တို့၏ဖျားခင်သာဝရဖျားကိုအစဉ်ကြောက်ရွံ့ရမည်အကြောင်းတင်ရကြလိမ့်မည်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရပါတယ်အကြောင်းမို့ကျွန်တော်ဒီမှာကြီးတဲ့အခါမှာဖျားခင်ဟာကျွန်တော်တို့ကိုတူဦးတယောက်တည်းခံစားဖို့ရမဟုတ်ဘူးညီကူမောင်နှမတွေတော့ကျွန်တော်တို့အတင်းတော်မှာရှိတဲ့မိသားစုတွေအတူတူကစာတုံးဖို့ရံဖြစ်တယ်တဲ့ဝမ်းမြောက်စွာဂျေဇူးတင်ခွင့် ပေးထားတာကိုကျွန်တော်တို့တွေးရပါတယ်အဲ့တော့ကျွန်တော်တို့ဒါကိုလွတ်လွတ်လပ်လပ်ကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်ပါတယ်ဒါမဲ့ကျွန်တော်တို့ကဒါကိုဖျားရခင်တတ်မှတ်ထားတဲ့ဒီစီကန်းတွေကိုတော့ကျွန်တော်လိုက်နာဖို့ရံဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာတွေးရပါတယ်အဲ့တော့ကျွန်တော်တို့ဒီထမြောက်ခန်းချင်း23ပိုင်းရဲ့16ဟာကျွန်တော်တို့ကိုအင်မတန်မှအရေးကြီးတဲ့တုန်တင်ချက်နှစ်ခုကိုပေးထားပါတယ် အဲ့ဒါပါလေဆိုရင်ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုကအချင်းနေမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တွေးရတယ်။အကြောင်းဖျားလိခင်ကျွန်တော်တို့ရဲ့ဒီဝိညာဉ်ရေးရာနဲ့တက်ဆိုင်ပြီးတော့အာဖော်ပြထားတဲ့အရာတွေလည်းပါဝင်နေတယ်။အဲ့ဒီထက်မှရင်းနဲ့ကျွန်တော်လေယာလုပ်ငန်းကိုကောင်းကြီးပေးတဲ့အချိန်နော်ကောင်းကြီးပေးခဲ့တယ်ပြီးတော့ရိတ်တင်းချင်းအခွင့်ကိုလည်းပေးခဲ့တယ်။အဲ့တော့ဒီနေ့ထိုကေတို့ပဲကျွန်တော်ဝိညာဉ်ရေးရာမှာလည်းကျွန်တော်တို့ဟောဒီကာယခွန်အားညာနာခွန်အားတွေစိုက်တုပ်ပြီးတော့လှုပ်ဆောင်ရမှာဖြစ်ပါလေ။ အဲ့ဒီခါမှာကျွန်တော်တို့တဖန်ရိတ်တဲ့ရတော့အချိန်ကိုဖျားသခင်ကပြင်ဆင်ပေးလာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာသင်ခန်းစာရရှိပါတယ်အာပြီးတော့နောက်ထပ်ဒုတိယချက်ပါလဲဆိုဖျားသခင်ရဲ့ခြေဆုတော်ကိုတူဦးတည်းမခံစားရဘူးအဲ့တော့ဒီမှာကျွန်တော်တို့ဟာအတင်းတော်အတိုင်းဝိုင်းမှာเนาะတူထားပြီးတော့အတူတကွဝါမြောက်ခြင်းပွဲကိုရှင်းပါရမှာဖြစ်ပါတယ် ဆိုလိုတာကခုလိုကျွန်တော်ခြေဆုတော်ချင်းမွန်ရကာလမှာကျွန်တော်ရရှိတဲ့ကောင်းကြီးတဏှတာကာလပုံပတ်လုံးမှာဖျားသခင်ပေးထားတဲ့ကောင်းကြီးတွေကိုဘိမှန်တော်ယူဆောင်လာပြီးတော့ယနေ့ခြေဆုတော်ချင်းမွန်ရရစ်ကိုပူဇော်ဝတ်ရံဖြစ်ပါတယ်။ဒီရာကိုကျွန်တော်တို့ကအတူတူကအစာတုံးဝတ်ရံဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရတယ်။အဲ့တော့ကျွန်တော်တို့ဟာဒီကာယအတွက်တာရှိုးစားလုံးပန်းနေတော့သူများမဖြစ်ဖို့ရတယ်အရေးကြီးပါတယ်ဒီမှာကျွန်တော်တို့ကိုဖော်ပြနေတာဝိညာဉ်ပိုင်းဆိုင်ရာမှာလည်းဒီနေ့ကျွန်တော်တို့က မင်းပြင်းရဲ့ဝိဉ္ဉေရေးရလေယာတွေကိုလည်းကျွန်တော်တို့ကလှုပ်ဆောင်ဖို့ရံဖြစ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့ကဇွဲလုံးလဝရိယစိုက်ထုတ်ပြီးတော့လှုပ်ဆောင်ကြဖို့ဖြစ်တယ်ဆိုတော့နားလေရတယ်ဒါကြောင့်လူတိုင်းဟာမိမိရဲ့ဒီဝိဉ္ဉေရေးရလေကွက်တော့ရှိတဲ့နေဆိုတော့ကျွန်တော်နားလေရပါတယ်အဲ့တော့ဖျားလိခင်ရဲ့ဒီရည်တင်ပွဲကိုယုံကြည်စွာလက်ကျွန်တော်တို့မျောလင့်ဖို့ရံလက်အရေးကြီးပါတယ်ကျွန်တော်တို့စိုက်ပျိုးထားပြီဆိုရင်အတိအနံကတေချာ ြန်လေရိတ်တိမ်ရမယ်ဆိုတာကိုကျွန်တော်တို့ကယုံကြည်စွာနဲ့မျှော်လင့်နေဖို့ရန်ဖျားသခင်အလိုတော်ရှိပါတယ်။ဒါကြောင့်မို့အဲ့ဒီထက်ပိုပြီးတော့ကျွန်တော်တို့ကဒီဖျားသခင်ရဲ့တာသမီများအဖြစ်ခြေဆုတော်ကိုအတူတူခံစားကြရမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ညီကိုမွန်မများနဲ့အတူကျွန်တော်မိသားစုများနဲ့အတူအတင်းတော်မိသားစုများအားလုံးဒီတူထားရပွဲကိုကျွန်တော်တို့ဝမ်းမြောက်စွာနဲ့ မြဝေခန်းစားဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလေရပါတယ်။အဲကြောင့်မို့ဒီစံချက်ကိုကျွန်တော်တင်ခန်းစာယူဆရာတွေရှိပါတယ်။အဲ့တော့ဒီမှာကျွန်တော်လက်တွေ့လက်လျှောက်ရမှာပေါ့နော်။အဲ့ဒီထက်မှကျွန်တော်တို့ဒီကိုပိုင်ဝိဉ္ဇဉ်ရေးရာလေယာတစ်ခုကိုကျွန်တော်တို့ကပြင်ဆင်ဖို့ရန်ဖြစ်ပါတယ်။လုပ်ဖို့ရန်ဖြစ်ပါတယ်။အဲ့တော့လူတိုင်းလူတိုင်းကယနေ့ကျွန်တော်တို့ဒီလောကနဲ့တက်ဆိုင်တဲ့ကောက်ပေတင်းနံကိုရိတ်တိမ်ဖို့ရန်တာကျွန်တော်တို့လှုပ်ဆောင်နေဖို့မဟုတ်ဘူး။ဝိဉ္ဇဉ်ရေးရာ လေမြေကိုလည်းကျွန်တော်တို့ကခုတ်တင်ရှင်းလင်းပြီးတော့လှုပ်ဆောင်ဖို့ရံဖြစ်တယ်အဲ့ဒီခါမှာရိတ်သိမ်းခြင်းခွင့်ကိုဖျားရခင်ပေးမှာဖြစ်ပါတယ်အဲ့တော့ဘာတွေလှုပ်ဆောင်နိုင်တယ်လဲဆိုကျွန်တော်တို့ကအာဝိငင်များအတွက်စူတောင်းပေးဖို့ရံဖြစ်ပါတယ်အထူးသဖြင့်ပျောက်ဆုံးသောဝိငင်များပြီးတော့ကျွန်တော်ယုံကြည်သူအချင်းချင်းတော်လည်းကောင်းရင်နဲ့ပြန်လည်ပြီးတော့ခွန်အားနည်းနေတော့သူများကိုကျွန်တော်တို့ခွန်အားပြန်လည်ပေးဖို့ရံဖြစ်ပါတယ်ကျမ်းစာဖတ်ခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့စူတောင်းပေးခြင်းဝိပုစီဝဲမှာသူကပါဝင်ခြင်း ဒီတော့ဒီဝိငင်ရေးရလုပ်ငန်းတွေမှာအတူတကွလှုပ်ဆောင်ဖို့ရန်ဖြစ်တယ်။ဒီခါမှာကျွန်တို့ကအာအားထုတ်ဖို့ရန်ကြိုးပမ်းဖို့ရန်လိုအပ်တယ်ဆိုတော့ကျွန်တို့ဒီမှာအာနားလေရပါတယ်เนาะဒီမှာလိုက်လျှောက်ဖို့ရန်ကျွန်တော်တို့အာမြင်တွေ့ရပါတယ်ပြီးတော့အတင်းတော်နဲ့မြတ်ဝေချင်းကိုပြုလို့ရမှာဖြစ်ပါတယ်အဲတော့ဒီမှာကျွန်တော်တို့ရရှိထားတဲ့ဝိညာဉ်ရေးရကောင်းကြီးများကိုလည်းကျွန်တော်တို့ကဒီမိသားစုချင်းချင်းပြန်လဲပြီးတော့မြတ်ဝေဖို့ရန်အင်မတန်မှရည်ကြီးပါလေ အဲ့တော့ကျွန်တော်တို့ကရရှိထားတဲ့ကောင်းကြီးတွေထဲမှာလောကနဲ့ဆိုင်တဲ့ကျွန်တော်တို့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့မြဝဲချင်းတာမဟုတ်ပဲနဲ့တာရွက်အရေးကြီးတဲ့ဝိညာဉ်ပိုင်းဆိုင်ရာကိုပါကျွန်တော်တို့ကတူဦးနဲ့တူဦးပြန်လည်ပြီးတော့ဝင်ကကြဖို့ရန်ဖြစ်တယ်ခွန်အားပေးတိုက်တွန်းဖို့ရန်ဖြစ်တယ်သူတို့ကိုပြုစုပေးဖို့ရန်ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်ပြီးတော့ကျွန်တော်တို့ယုံကြည်ခြင်းဖြင့်စောင့်မျှော်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကလှုပ်ဆောင်နေပြီဆိုရင်အဲ့ဒီလှုပ်ဆောင်ခြင်းရဲ့အကျိုးကိုကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ် ဒါကိုလည်းကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဆောင်မြုံနေဖို့ဖြစ်တယ်။ဘာကိုဆောင်မြုံဖို့လဲဆိုရင်ကျွန်တော်တို့အဲ့ဒီအာစိုက်ပျိုးထားခဲ့တဲ့အရာတွေဧကံအမှန်ပြန်လည်ရိတ်သိမ်းရမယ်ဆိုတဲ့အာဒီယုံကြည်ခြင်းမျိုးသရှိပြီးတော့ကျွန်တော်တို့ထိုးရကိုမျောလင်းဖို့ရန်ဖြစ်တယ်ဆိုတော့နားလေရတယ်။အဲကြောင့်မို့ကျွန်တော်တို့ကြိုးစားအထုတ်နေတဲ့အချိန်မှာရလမမြင်ရသေးတော့အရာတစ်ခုခုအတွက်ဘုရားသခင်ရဲ့အချိန်ကိုယုံကြည်စွာမျောလင်းနေဖို့ ာ၍အရေးကြီးတယ်ဆိုတော့ဒီမှာလေလာခွန်လေလာတွေ့ရှိရတာပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ဟာဘုရားခင်ရာကျွန်တော်တို့ရဲ့ဂျိုးပန်းအာထုံမှုကို ကောင်းချီးပေးပြီးတာဖြစ်ပါလေ။ဘာကြောင့်လဲသူ့ရဲ့အချိန်မှာအဲ့ဒီရိတ်တိမ်ပွဲကိုဘုရားခင်ပြင်ဆင်ပေးပါလိမ့်မယ်။ဘုရားခင်ကတော့အချိန်တိတိအချိန်တိတက်ဘာမှလှုပ်ဆောင်ခိုင်းခြင်းမရှိပါဘူး။ကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့အာကောင်းစားရေးအတွက် အဲ့ဒီခါမှာကျွန်တော်တို့ခန္ဓာပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာအားလုံးပါဝင်ပါတယ်အကြောင်းမို့ကျွန်တော်တို့ဟာဒီဖျားသခင်ရဲ့စီမံထားမှုအောက်မှာကျွန်တော်လက်လျှောက်မယ်လှုပ်ဆောင်မယ်ဆိုရင်အဲ့ဒီအကျိုးကိုတကယ်ပဲအသက်တာထဲမှာခံစားရမယ်ဆိုတော့ကျွန်တော်အနေနဲ့ခွန်အားပေးတိုက်တွန်းချင်ပါတယ်အဲ့တော့ဖျားသခင်ကကျွန်တော်တို့ရဲ့ကြိုးပမ်းမှုကိုဘယ်တော့မှအရှင်းတက်ပြည့်စည်စေမှာမဟုတ်ပါဘူးဆုံးရှုံးစေမှာမဟုတ်ပါဘူး အဲ့ဒီအကျိုးကိုကျွန်တော်အတ္တတဲမှာလက်ရှိပြစ်ဆုံးပါမှာလဲခံစားစေတကယ်တော့ခံစားစေမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ကျွန်တော်တို့ကတာ၍မျောလင့်ခြင်းနဲ့လှုပ်ဆောင်နေဖို့ဖြစ်ပါလေမျောလင့်ချက်ကြီးကြီးထားဖို့ရန်ဖြစ်ပါလေပြီးတော့ကျွန်တော်အနာဂတ်မှာလဲဘုရားသခင်ကတာ၍ကောင်းသောအရာတွေနဲ့ကျွန်တော်ပြန်လဲပြီးတော့ရိတ်တင်ခွန့်ပေးမေးဆိုတော့မျောလင့်ခြင်းအပြည့်နဲ့ဆက်လက်ပြီးတော့ရှောင်းလန်းနေဖို့ရန်လဲဖြစ်ပါလေဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ကအဲ့ဒါရိတ်တင်ခြင်းပွဲကိုလှုပ်ရတကယ်တော့ တူထားချင်းဘွဲကိုလည်းကျွန်တော်တို့လောက်ရမှာဖြစ်ပါလေ။ဒါကရင်းနဲ့ကျွန်တော်တို့ဟိုဘုရားသခင်ပြင်ဆင်ပေးခဲ့တဲ့အရာဘုရားသခင်ထောက်ပံ့ပေးခဲ့တဲ့အရာဘုရားသခင်ရဲ့ခြေဆုပြုတော့အရာများကိုကျွန်တော်တို့ပါလေ။ခြေဆုတင်ခြင်းနဲ့ရင်းနဲ့သူ့ရဲ့ဂုဏ်တော်ကိုသူ့ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ရရင်လည်းကျွန်တော်ခြေဆုတော့ချီးမွမ်းခြင်းရစ်ကိုပူဇော်ရတာဖြစ်ပါလေ။အဲတော့ယနေ့ကျွန်တော်တို့ကရိတ်သိမ်းခြင်းပွဲနဲ့တူထားခြင်းပွဲ ဒီအရာကိုဖျားသခင်ကနှုတ်ကပတ်တော်မှာဖော်ပြထားတဲ့အတိုင်းကျတို့နစ်စင်လှုပ်ဆောင်ကြရမှာဖြစ်တယ်။အဲ့ဒီခါမှာလှုပ်ဆောင်တဲ့အခါတိုင်းမှာပူဇော်တဲ့အခါတိုင်းမှာကျတို့ကဖျားသခင်ယေရှုပြုခဲ့တဲ့အရာတွေအောင်းမေ့ရင်းနဲ့လာတကနောလာတနောအနာဂတ်မှာလေတာရွေးကောင်းချီးမြင်လာမျိုးကိုဆက်လက်ပြီးတော့ခံစားစေမယ်ဆိုတာကိုယနေ့ဆိုယုံကြည်ခြင်းနဲ့မျှော်လင့်ရင်အသက်ရှင်ရှောင်းလန်းကြပါစို့လို့ကျွန်တော်နဲ့ယနေ့တိုက်တွန်းခွန်အပ်ပေးပါရစေ။အဲ့တော့ အယောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။လာမယ့် Sunday မှာပြန်လည်ပြီးတော့ဆုံတွေ့ကြရအောင်။